အီကွေဒေါ်နိုင်ငံမှာတမလောက်ကိုလောက်ကျန်ရန်ကြံစီကြိုးပမ်းမှုဖြစ်ခဲ့ပြီးလူ9ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားပါတယ်။အီကွေဒေါ်တမလောက်လောက်ကျန်တပ်ဖြတ်ဖို့ကြိုးပမ်းမှုနဲ့လူ9ယောက်ကိုဖမ်းဆီးထားကြောင်းအီကွေဒေါ်ဆူရကပြောပါတယ်။လူ9ယောက်ဟာတမရဒန်နီယယ်နိုဘိုအကောင်ကိုကြောက်ခရစ်နဲ့ပြပေါ်ခဲ့ပြီးသူ့ရဲ့ရင်ပေါ်မှာကြည်စံကြောက်ထိခိုက်ပျက်စီးခဲ့တဲ့လက္ခဏာတွေလည်းတွေ့ရတယ်လို့အစိုးရတောင်းဆိုသူတွေကပြောပါတယ်။နိုင်ငံလုံးဆိုင်ရာသပိတ်ကိုဥဆောင်ခဲ့တဲ့နိုင်ငံရဲ့အကြီးဆုံးဌာနေဖွဲ့စည်းဖြစ်တဲ့ကိုနေရဖွဲ့စည်းကတော့ ဒီဖောက်9ယောက်ကိုအစိုးရကမတရားဖမ်းဆီးထိန်းသိမ်းထားတယ်လို့ပြောပါတယ်။ဖမ်းဆီးထားသူတွေကိုကြမ်းဖက်ဝါတာသမရာကိုလုံခြုံမှုကြိုးပမ်းမှုနဲ့တရားဆွဲဆိုသွားမယ်လို့သမရာယုံကဆိုပါတယ်။အစိုးရကလောင်စာဆီထောက်ပံ့မှုရဲ့ဆိုင်းပြီးတော့ဒီကိစ္စအပေါ်ဆန္ဒပြကန့်ကွက်တဲ့နိုင်ငံလုံးဆိုင်ရာတပိတ်ကိုအီကွေဒေါ်ဌာနေတိုင်းရင်းသားလူမျိုးများအဖွဲ့ကကြေညာပြီးတဲ့နောက်နိုင်ငံပြင်းထန်တဲ့ရုံးရေးဆန်ခတ်မှုတွေနဲ့ဆန္ဒပြမှုတွေနှစ်ပတ်ကျော်ကြာဖြစ်ခဲ့ပါတယ်။ ဆန္ဒပြမှုတွင်ခြိတက်လမ်းလျှောက်တဲ့လမ်းပိတ်ဆိုတာတွေပြုလုပ်ပါတယ်ဒီကိစ္စတွေဘက်မှာတော့တမရလိုဘိုးဝါရဲ့ရင်နံကိုဆန္ဒပြသူတွေကခြုံကိုတက်ခိုက်ပါတယ်တက်ခိုက်မှုတွင်အစိုးရလိုကြောင်းတစ်ခုအများကြီးတန်ရာပြီးလူတယောက်သိပါတယ်အစိုးရဟာဆန္ဒပြဝတ်တွေကိုအင်အားသုံးဖြိုခွဲခဲ့တယ်လို့ဆန္ဒပြသူတွေကဆွဆွဲပါတယ်အစိုးရကတော့သူ့ရဲ့လောင်စာဆီထောက်ပံ့မှုကြက်ဆိုင်တဲ့စီစဉ်ဟာတစ်နှစ်ကိုဒေါ်လာ1.3ဘီလီယံတက်တော့မယ်လို့ဆိုပြီးဒီငွေတွေကိုလက်သမားနဲ့အများကြီးသူတိုင်ဖို့ဆောင်ရွက်အသုံးပြုမယ်ဆိုပါတယ် ။အီကွေဒေါ်ထားလေတိုင်းသားလူမျိုးများအဖွဲ့ကိုနေဟာ1999နဲ့2000ခုနှစ်တွင်တမတော်ရောက်ကိုဖျောက်ချခင်မှုမှာဆန္ဒပြမှုတွေကိုအဓိကဥဆောင်ခဲ့တဲ့အဖွဲ့လည်းဖြစ်ပါလိမ့်။လက်ရှိအီကွေဒေါ်တမကတော့အဲဒီဆန္ဒပြအဖွဲ့တွေနဲ့ထိတ်တန့်ရင်ဆိုင်နေရတာဖြစ်ပါလိမ့်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်ပူတင်ကိုမွေးနေ့ဆူတောင်းတော့ကင်ဂျွန်ဝမ်ကပြောပြီးနှစ်နိုင်ငံဆက်ဆံရေးပုံမှန်ခိုင်မာလာစေမယ်လို့ဆိုပါတယ် နှစ်နိုင်ငံကြားမှာမိစစင်ဟာတေကြပေါပူပုံခိုင်မှာအကောင့်လာမှာဖြစ်တယ်လို့မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်ဝန်ကရုရှားသမ္မတပူတင်စီပေးဖို့နဲ့မွန်းနေ့ဆူတော်တော်လာမှာထည့်သွင်းဖော်ပြပါတယ်။ပူတင်ရဲ့အော်တိုဘာ9လမှာကြာတော့83နှစ်ပြည့်မွေးနေ့အတွက်ဆူတောင်းတော်ဝန်တော်မှာတော့ကင်ကရုရှားသမ္မတရဲ့ခေါင်းဆောင်မှုစွန့်ရီကို၄နဲ့ချီကျူပါတယ် နောက်ကင်ဂျွန်ဝမ်ကသူ့နိုင်ငံကရုရှားနဲ့ပူးပေါင်းရည်တည်တဲ့မဟာမိတ်ဆက်ဆံရေးနဲ့ပုံမူကျပြန့်ခိုင်မာလာမှာဖြစ်တယ်လို့ဆိုပါတယ်။အနာဂတ်မှာရုရှားနဲ့မြောက်ကိုရီးယားခိုင်မာရည်တည်တဲ့ဆက်ဆံရေးဟာရှေ့ဆက်တိုးတက်နေပြီးရဲဘော်ရဲဘက်ပူးပေါင်းဆောင်မှုကပုံမူနီးကပ်လာမှာလို့ဆိုပါတယ်။နောက်ပြီးယူကရိန်းကိုတကြရရုရှားရဲ့စစ်ပွဲကိုလည်းရုရှားရဲ့ချုပ်ချာအာဏာတည်တပ်မှုတွေမျှတတဲ့ရုန်းကန်မှုလို့ကင်ဂျွန်ဝမ်ကပြောခဲ့ပြီးအဲဒီအတွက်လည်းရုရှားဘော်မြောက်ကိုရီးယားကခိုင်မာထောက်ခံနေအောင်မယ်လို့ကတိပြုပါတယ်။ ဒါပြင်နှစ်နိုင်ငံကြားပြီးခဲ့တဲ့နှစ်ကလက်မှတ်ရေးထိုးခဲ့တဲ့ကာကွယ်ဆိုင်ရာသဘောတူညီချက်ဆက်လက်ကောင်းနေဖို့ရေးအတွက်သူကအားကျုံးမဲ့ဆောင်ရွက်သွားမှာလို့ခင်ကပြောပါလိမ့်။ပူတင်နဲ့ကင်ဂျောင်ကရေးသားပေးမှုတဲ့မွေးနေ့ဆုတောင်းတော်လာကိုမြောက်ကိုရီးယားဆိုရပိုင်း KCN နဲ့တင်းဌာနကရေးသားဖော်ပြခဲ့တယ်လို့သိရပါတယ်။